မှအရေးပါမယ်ပေါ့နော်အေးအတော်ကြီးတို့နောက်ဆုံးမင်္ဂလာဒီကထာရဲ့နောက်ဆုံးမင်္ဂလာပေါ့အဲ့ဒီနောက်ဆုံးမင်္ဂလာကဘာလို့များကာလီနာဓမ္မတဝနာကာလီနာတင့်တင့်လျောက်ပတ်တဲ့အခါကာလမှာဓမ္မတဝနာတရားဒေသနာကိုနာယူရမယ်အဲ့လိုဆိုရင်တင့်တင့်လျောက်ပတ်တဲ့အခါကာလဆိုတာဘယ်ကာလလဲလို့မေးပြန်ရှိလာတာဟုတ်လား တင့်တော်တဲ့ကာလမှာတရားနာရမယ်။ဒါမဲ့တင့်တော်တဲ့ကာလတနည်းအားဖြင့်တရားနာဖို့လိုအပ်တဲ့ကာလအချိန်ကဘယ်အချိန်လဲဘယ်ကာလလဲဆိုတော့ကျင့်ကံတွေမှာတော့အမျိုးမျိုးပြောထားတယ်ပေါ့။နော်။ဆိုကြပါစို့စိတ်တည်ညင်ညူးလာတဲ့အခါကာလမျိုးနော်။ကာမဝိတ္တ၊ပြဘာဒဝိတ္တ၊ဝိညာဝိတ္တဆိုတဲ့ဝိတ္တဆိုတဲ့အမျိုးမျိုးနှိမ့်ဆက်လာတဲ့အခါမျိုးကိုယ့်ရဲ့စိတ်ဓာတ်တွေအားတွေပျော်ပြီးတော့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့နော်စိတ်ဓာတ်တွေကျလာတဲ့အခါမျိုးအဲ့ဒီလိုအခါမျိုးမှာတရားနာတဲ့ တရားနာခြင်းအဖြစ်စိတ်ဓာတ်တွေတက်လာမယ်။ဟောအတိညာဉ်ဒူးတစ်မျိုးတိုးလာပြီးတော့နောက်ကိုမတွေ့ဘူးတဲ့အတွေ့ကိုမသိဘူးတဲ့အသိနဲ့နောက်ရှေ့ဆက်ပြီးတော့ဟောသွားနိုင်တဲ့အနေအထားမျိုးအရှိသွားတဲ့သဘောမျိုးမဖြစ်နိုင်ဘူးလားဖြစ်နိုင်တယ်။ဒါကြောင့်မို့လို့အဲ့ဒီလိုအခါကာလမျိုးမှာတရားနာရပေးတယ်။နောက်ပြီးတော့ဦးဇင်းတို့ဒီတုတ်တန်ရဲ့အဖွဲ့မှာမပြောတာလို့ဆိုတော့၅ရက်တစ်ချိန်လောက်တော့တရားနာတဲ့တယ်။အဲ့ဒါကသူကဘယ်ကနေယူပြီးတော့ပြောထားတော့ဆိုတော့တဲ့ ဘုရင်တို့ဂောတိန်ကသုတ်တံဆိုတာရှိတယ်။အဲ့ဒီဂောတိန်ကသုတ်တံမှာဟိုအရှင်အနုဒာမထေရမြတ်ကြီးကမြတ်စွာဘုရားကိုလျှောက်တာရှိတယ်။တပိတော်တို့ဒီသုံးပါးဟာတဲ့၅ရက်တစ်ချိန်၅ရက်တစ်ချိန်တရားကိုဟောပြတယ်၊နာယူတယ်၊ဆွေးနွေးတယ်၊မေးမြန်းတယ်ဆိုတဲ့ဒီကိစ္စကိုဆောင်ရွက်ကြတယ်လို့မြတ်စွာဘုရားကိုလျှောက်ထားတာရှိတယ်။အဲ့ဒီဇာတ်လေးကိုယူပြီးတော့၅ရက်တစ်ချိန်တရားနာတဲ့နေဆိုတဲ့အတိပ္ပယ်ကိုပြောတာလည်းရှိတယ်။ဒီနောက်ပြီးတော့ဦးဇင်းတို့ဆက်ပြီးတော့ပြောတာက တရားနာဖို့လိုအပ်လာပြီဆိုတဲ့အခါမျိုးမှာဘယ်အခြေအနေလို့တိတိကျကျမပြောတော့ဘူးနော်တရားဟောမဲ့လူလည်းရှိတယ်နာဖို့လည်းအဆင်ပြေတယ်ဆိုရင်အဲ့ဒီအချိန်ဟာတရားနာဖို့တင့်တော်တဲ့ကာလပါပဲတဲ့ကဲအဲ့ဒီစကားကိုချုပ်မယ်ဆိုရင်တော့ဘယ်အချိန်မျိုးမဆိုလိုအပ်ပြီဆိုလို့ရှိရင်ဟောမဲ့လူကလည်းရှိတယ်နာဖို့ဒီမှာခွေကလည်းအရင်နဲ့ရှိတယ်ကိုယ်လည်းပဲအချိန်ရတယ်ဆိုရင်တော့တရားဟာအချိန်မရွေးနာတဲ့နယ်ဆိုတဲ့အတိပ္ပယ်မသက်ရောက်ဘူးလားသက်ရောက်တယ် ဒါကြောင့်စရိုကြီးရဲ့ဒီနေရာမှာသူကဘလို့ဆုံးဖြတ်တုံဆိုတော့တတ်မှတ်ချက်တွေကအဓိကမဟုတ်ပါဘူးတဲ့။ဘယ်ချိန်ဘယ်ချိန်နိုင်ရမယ်ဆိုတော့တတ်မှတ်ချက်ကအဓိကမဟုတ်ဟုတ်လား။လိုအပ်နေတဲ့အချိန်မှာလိုအပ်တယ်ဆိုတာတော့များသောအားဖြင့်ပုထုရှင်တွေကတော့လိုအပ်တဲ့အချိန်ပဲများမှာလို့ထင်ပါတယ်။ဘောင်းဆိုကြားလိုက်ရရင်စိတ်ကတစ်မျိုးဖြစ်တယ်။မကြားလိုက်ရရင်တစ်မျိုးဖြစ်တယ်နော်။ပုရုဇင်းရဲ့စိတ်ဟာမီးဝေးချိတ်မှဆိုတဲ့အတိုင်းတရားနဲ့ကင်းကွာရင်ကွင်းကွာတယ်လို့သူကတောင်းကျမ်းသွားတာပဲဆိုးွားသွားတာပဲ ဒါကြောင့်ဒကာသမားတို့ဦးရှင်တို့အမြဲတမ်းကိုဟိုအပြင်းထူတဲ့နွားကိုကျိန်နဲ့တို့တယ်လို့မျိုးတို့တို့နေမှအဆင်ပြေမှာကိုဟုတ်လားဒါကြောင့်တရားကတော့အခါအားလျော်စွာဆိုတဲ့နေရာမှာအခါအားလျော်စွာကများများအခါအားလျော်စွာလို့အတိပယ်ဖွင့်ကြဖို့မကောင်းဘူးလားကောင်းတယ်နော်အေးဒါကြောင့်တရားကိုမကြခဏနာယူပေးရမယ်အထူးသဖြင့်တော့တရက်တရက်ကိုငါပဲချိန်လေးတရားနာတဲ့အချိန်လေးလို့သတ်မှတ်ထားရင်အလွန်ကောင်းမယ်လို့ထင်တယ်ဒီနေရာမှာဦးရှင်တို့တရားနာတယ်ဆိုတာထဲမှာ တရားစာပေကိုဖတ်ရှုတယ်ဆိုတာလည်းပဲဒါအကျုံးဝင်မယ်လို့ထင်ပါတယ်ဟုတ်လားဒါလည်းပဲတရားနာခြင်းတမျိုးလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဒါကြောင့်တရားနာမယ်ဆိုလို့ရှိရင်ဒါမျိုးစွာဘုရားကတော့အင်္ဂုတ္တပါဠိတော်မှာဥရှင်တို့တရားနာခြင်းအကြောင်းရရှိနိုင်တဲ့အကျိုးကျေးဇူးတွေဟောထားတာရှိတယ်နော်ဟောမကြားဘူးသေးတာကိုကြားဘူးတယ်မကြားဘူးသေးတာကိုကြားဘူးတော့မသိဘူးသေးတဲ့အတိရတာပေါ့မမသိဘူးသေးတဲ့အတိကြောင့်မချမ်းသာဘူးသေးတဲ့ချမ်းသာခြင်းမျိုးလည်းချမ်းသာနိုင်တယ်လောကကြီးမှာ တိတယ်ဆိုတာချမ်းသာခြင်းတမျိုးလို့အရှင်ကဆိုခြင်းတယ်။နော်တိတယ်ဆိုတာချမ်းသာခြင်းတော့စိတ်ထဲမှာအလွန်ကြည်နပ်မှုရတယ်ပေါ့။နော်ချိုးသွားတာလားချင်သွားတာလားဒီလိုပြောလို့တော့မရဘူးမဟုတ်လား။သို့တော့တိချင်းညောင်ဖြစ်တဲ့ချမ်းသာဟာတခြားဘယ်အရာကြောင့်မဆိုဖြစ်တဲ့ချမ်းသာတည်းပူပြီးတော့တာတယ်ဆိုတာကတော့ထင်ရှားတယ်။ဒါကြောင့်တပ္ပရတိဓမ္မရတိစိနာတိတပ္ပရတံဓမ္မရတံစိနာတိအရာတာကအရာတာထဲမှာတရားကိုသိရလို့ဖြစ်ရတဲ့အရာတာအကောင်းဆုံးလို့ဟောတာပေါ့ ဟုတ်ရလားအေးဒါကြောင့်မကြားဘူးလားကိုကြားရနိုင်တယ်တရားနာမယ်ဆိုရင်တချို့အသက်ဆန်းလေးတွေအလွန်ကောင်းတာကိုကြားရင်မပီတိနဲ့တောင်မှလူဟာပြည့်သွားတယ်လို့မျိုးစိတ်ထဲမှာအလွန်မှကျဉ်းနှံ့မှုရတာမရှိဘူးလားရှိတယ်ဒါကြောင့်မကြားဘူးကြားရဘူးဗျာနောက်ပြီးတော့ကြားဘူးပြီးသားထပ်မှန်ပြီးတော့ရှင်းလင်းသွားတယ် တီးပြီးသားအတီလေးတွေပို့ပြီးတော့ရှင်းသွားတယ်လင်းသွားတယ်တချိန်လုံးကတိတော့တိခဲ့ဘူးကြီးသားပဲဒါမဲ့တမျိုးလေးပြောလိုက်တယ်ရှုထောင့်တမျိုးပြောလိုက်ပြန်တယ်ပို့ပြီးတော့ကြည်ကြည်ပြတ်ပြတ်တိသွားတာရှိမယ်ပို့ပြီးတော့ပြက်ပြက်သားသားရှင်းရှင်းလင်းလင်းတိသွားတာရှိမယ်ဒါဆိုရင်အတိညာတိုးလာတဲ့အတိပဲတမျိုးလို့လည်းမဆွနိုင်ဘူးလားဆွနိုင်တယ်ဒါကြောင့်မကြဘူးသေးတာကြားမယ်ကြားဘူးပြီးသားထပ်ပြီးတော့ရှင်းလင်းသွားမယ်ပြီးရင်ပါတော့သံဖို့တွေအများတန်းရှိတယ်နော်နော်တရားနာဟိုတရားဖိတ်စာထဲမှာအဲ့လိုမျိုးလေးတွေပါတယ်မဟုတ်လား ေဒီမာဥစဉ်တို့ရေးထားတာကတော့မကြားသဘူးကြားရထူဤကြားဘူးပြီးပြန်ထပ်မံရေးရှင်းယုံမာကင်း၍နော်တကယ်လို့သူတော်ကောင်းတရားနဲ့ပတ်သက်ပြီးတော့စိတ်ထဲမှာယုံမာတန်တရားဖြစ်နေတာမျိုးမဝေခွဲနိုင်တာမျိုးနော်မြတ်စွာဘုရားကိုယုံမာတန်တရားဖြစ်တဲ့အစ်င့်မဟုတ်တော့မှစိတ်ထဲမှာဒါဘာလဲမသိဘူးလို့သိချင်နေတာမျိုးလေးပေါ့စိတ်ထဲမှာရှင်းရှင်းလင်းလင်းပြောမဲ့လူနဲ့တွေ့လို့အသိဉာဏ်ကြီးတဲ့လူကပြောလိုက်တဲ့အခါမျိုးမှာစိတ်ထဲမှာယုံမာတန်တရားတွေရှင်းသွားတာမျိုး ဒါတော်တော်ကောင်းတယ်ဟိုခန်းစားကြည့်တော်တော်ကောင်းတယ်ဘာနှစ်သာရရှိတယ်နော်တဘာဝတရားတမျိုးလို့ဆိုရမှာဒါမျက်နှိုးတိုက်တယ်နော်တကယ်ကြီးမကြီးမြန်အေးယုံမှကင်း၍ဖြောင်းစင်းအယူဟောအယူဟာပို့ပြီးတော့စင်ကြဲသွားနေတယ်ခုတကမှတို့ဦးရှင်တို့တွေကတောတပတိမဉဏ်ကိုမရမချင်းတက္ကရာဒိဋ္ဌိဆိုတဲ့ဆွလန့်မှုအမာကြီးနဲ့ဒါအယူဟာလုံးဝဖြောင်းနေတယ်လို့မဆိုနိုင်သေးဘူးပေါ့ တော့အချိန်ကအားဖြင့်ဘုရားဘာသာဖြစ်ရတဲ့အတွက်ကြောင့်ယုံကြည်တဲ့ယုံကြည်တိုက်တဲ့စေတနာမြတ်သုံးပါးနဲ့ကံကံရဲ့အကျိုးကိုယုံကြည်ထားတဲ့အတွက်ကြောင့်အချိန်ကအားဖြင့်တော့ယုံကြည်မှုပြည့်စုံတယ်လို့ဆိုရမယ်ပေါ့ဟုတ်လားသို့တော်လည်းပဲဟောဒီတက္ကရာဒိဋ္ဌိကိုမပယ်ရှားနိုင်သေးသေး၍ဒီအတ္တဒိဋ္ဌိကိုမပယ်ရှားနိုင်သေးသေး၍အမျိုးမျိုးသောမှားယွင်းတဲ့မိစ္ဆာဒိဋ္ဌိတွေဖြစ်နိုင်နေတယ်ဒီဘဝမဖြစ်တော့နောက်ဘဝမှာဖြစ်နိုင်နေတယ်တတရားကို나ယူခြင်းအားဖြင့် အဲ့လိုဆိုးွားတဲ့အယူအဆတွေဟာရှင်းလင်းသွားတာမျိုးမရှိနိုင်ဘူးလားရှင်းနိုင်တယ်။တရားနာခြင်းရဲ့အကျိုးကျေးဇူးဒါမျိုးဆိုဘုရားဟောထားတာပါ။ဒီနောက်ပြီးတော့ငါးခုမြောက်ကဘာလို့ဆိုတော့စိတ်ကြည်မျိုးတည်တယ်နော်။စိတ်ထဲမှာကြည်လင်သွားတယ်လန်းဆန်းသွားတယ်။တရားကြောင့်ဖြစ်တဲ့ချမ်းသာကြောင့်စိတ်ဟာကြည်လင်လန်းဆန်းသွားတယ်။ ငါမျိုးမြတ်စွာဘုရားဟောထားတယ်နော်မကြဘူးဒါကြားရမယ်ကြားဘူးပြီးသားထပ်ပြီးတော့ရှင်းလင်းသွားမယ်ပြီးတော့ယုံမသံတရားကင်းမယ်အယူဖြောင့်မတ်မယ်ပြီးရင်စိတ်ဓာတ်တန့်ရှင်းဖြူရှင်းသွားမယ်မကောင်းဘူးလားဒါနဲ့ဒါကြောင့်ပြည်သားပေါင်းတော်ပေါင်းတို့အဲ့ဒါလိုဆွမ်းရည်တတ္တိနဲ့ပြည်စုံတဲ့နော်တရားဒေသနာတွေကိုဒကာသမားတို့အရှင်တို့အခါအလေးကိုဆိုတာနာယူပေးဖို့လိုတယ်ဒီနေ့မှာအရှင်တို့အချိန်လေးနည်းနည်းကြံသေးတဲ့အတွက်ကြောင့်ဏိကုံးချုပ်တရားနာယူလို့စိတ်ပူပြီးတော့ထပ်တန်လာဖို့အတွက် တွန်းအားပေးနိုင်တယ်လို့ဦးဇင်းတို့ရဲ့စိတ်ထဲမှာယုံကြည်တဲ့တုတ်တန်လေးတစ်ပုဒ်ကိုအနှစ်ချုပ်ပြီးတော့နေကုန်းရုပ်ပြောမယ်နော်အေးအဲ့ဒါဦးဇင်းတို့ဘယ်မှာတွေ့တုံဆိုတော့အင်္ဂုတ္တပါဠိတော်ပင်စကနိဗ္ဗာန်မှာကာရဏပါဠိတုတ်တန်ဆိုတာရှိတယ်နော်ကာရဏပါဠိတုတ်တန်တဲ့အဲ့ဒီတုတ်တန်မှာဦးဇင်းတို့ကာရဏပါဠိပုံနာရေးဆိုတာရှိတယ်ဦးဇင်းတို့ရသော်ဗျာဟိုမလမင်းတို့ရဲ့နော်တိုင်းပြည်ဝေဒာလီဘိတ္တတို့သိရနော်အေးအဲ့ဒီမှာ သူကနေတယ်ပေါ့အဲ့ဒီကာရဏပါဠိပုံနာကြီးမှာသူနဲ့နည်းနည်းရင်းနေတယ်